အားလုံးမင်္ဂလာပါဖို့ပတ်တန်ဆူလဲဆူဆိုပါတယ်မန်စီးတီးကတော့ကျွန်တော်တို့ဒီမင်းညာကကျွန်တော်တို့ဒီဘာပုတ်ကိုအင်ကွင်းမှာ 3C နဲ့ဂိုးပြတ်နိုင်ရရှိခဲ့တဲ့အဲဘွားမှာဆိုရင်ကျွန်တော်မန်စီးတီးကိုကြည့်မဆိုရင်တကယ်မှတသင်းလုံးရဲ့ကျွန်တော်ဒီခြေသွမ်းကကောင်းခဲ့တာတွေ့ရတယ်ဒီနေရာမှာဒိုကိုကြည့်မဲ့ဆိုရင်အဓိကဟပ်လုပ်ပြီးတော့ချီချူးစရာဖြစ်ခဲ့တဲ့ဒိုကိုကြည့်မဲ့ဆိုရင်သူရဲ့ကျွန်တော်ဒီခြေသွမ်းကတကယ်မှကျွန်တော်ဒီချီချူးပူရကထိုက်တန်ခဲ့တယ်ဒီနေရာမှာဒိုကိုကြည့်မဲ့ဆိုရင်မင်းညာကတကယ်မှခြေသွမ်းပြပြီးတော့ကစားခဲ့တယ် ီနေရာမှာမန်စတီးကိုကြည့်မယ်ဆိုရင်ဖူဝက်နေရာမှာဆိုလဲပြောမယ်ဆိုရင်နူနက်နဲ့အိုဂါနီကိုကြည့်မယ်ဆိုရင်ချီချူဘူရာကတော့လုံးဝကျွန်တော်ဒီမမေ့သင့်ဘူးမင်းညားကျွန်တော်ဒီပွဲမှာဆိုရင်နူနက်နဲ့အိုဂါနီကိုကြည့်မယ်ဆိုရင်သူကနောက်တန်းမှာဆိုရင် တကယ်မှကျွန်တော်ဒီခြေသွမ်းပြပြီးတော့ကစားခဲ့တယ်ဒါကပြနှစ်ယောက်လုံးကိုကြည့်မယ်ဆိုရင်ဖန်တီးမှုတွေကိုစီလုံးနိုင်ခဲ့တာတွေ့ရတဲ့ဒီနေရာမှာဆိုရင်နူနက်နဲ့အိုဂါနီကိုကြည့်မယ်ဆိုရင်ချီချူဘူရာကလုံးဝကျွန်တော်ဒီမေ့မထားသင့်ဘူးလူနဲ့ကိုကြည့်မယ်ဆိုရင်မင်းညားကကျွန်တော်ဒီပွဲမှာဆိုရင်တစ်ဖက်ကကျွန်တော်ဒီ Florian Base ပြီးတော့ကျွန်တော်ဒီအဲ ဟိုကိုအီဂီတဂီဂပ်ပေါမဆွေဒီသုံးတော့သူကထန်းခဲ့ရတဲ့လူနဲ့ကိုကြည့်မဲ့ဆိုရင်ဒီနေရာမှာဆိုရင်သူကကျွန်တော်ဒီလုံးဝကျွန်တော်ဒီအမှားယွန်းမရှိခဲ့ဘူးဒါအပြင်ခက်စစ်မှာဆိုရင်လုံးဝအမှားမရှိသူမျိုးပဲတိုက်စစ်မှာဆိုရင်တကောဖန်တီးမှုပြုလုပ်ခဲ့တာတွေ့ရတဲ့ဒီနေရာမှာလူနဲ့ကိုကြည့်မဲ့ဆိုရင်မင်းညအပေါ်မှာဆိုရင်တကယ်ကိုသူကခြေစွမ်းပြပြီးတော့ကစားခဲ့တယ်လူနဲ့ကိုကြည့်မဲ့ဆိုရင်ပြောမဲ့ဆိုရင်ရှေ့ပွဲစနေမှာဆိုတော့သူကတကယ်ကိုကျွန်တော်ဒီကောင်းလာတာတွေ့ရတဲ့လူနဲ့ကိုကြည့်မဲ့ဆိုရင်မစီတော့တယ်မှာဆိုရင်တကယ်မှာအာကူရတဲ့ပလေယာတယောက်တော့ဖြစ်နေပြီ ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရာသီမှာဆိုရင်တစ်ခါကော်ပျူတာကနူးညက်ကိုကွင်းနဲ့ကနောက်ထပ်ပြောင်းပြီးတော့စားတယ်အစောမှဆိုရင်သူကအမဲဆိုရင်ရုံးကင်ကြတယ်ဒါပေမဲ့ဖြစ်ဖြစ်နေမဲ့ဆိုရင်သူကနောက်ထပ်မှဆိုရင်အသားကျလာတယ်အထိုင်ကျလာတယ်လက်ချင်မှဆိုရင်သူကနောက်ထပ်မှဆိုရင်တကယ်ကိုမှကျွန်တော်တို့ဒီအားကိုးရတဲ့ပလေယာတယောက်ဖြစ်နေပြီဒီနေရာမှာမှာစတီမှာဆိုရင်နူးညက်ကိုကြည့်မယ်ဆိုရင်တကယ်ကိုမှကျွန်တော်တို့ဒီအားကိုးနေရပြီမန်စတီကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်ကဆော့ဘက်ကလာမဲ့ကျွန်တော်တို့ဒီစောင့်တင်ပြောင်းရှိမှဆိုရင်ဘဘက်ပလေယာတယောက်လိုချင်ခဲ့တယ်ဒါပေမဲ့ ။ဒါရဲ့အချက်မှာစီဒီကိုကြည့်မယ်။ဘာပဲနေရာမှာဆိုရင်လူအပ်အမဲဆိုရင်တာကြီးလိုအပ်ခြင်းမရှိတော့ဘူး။ဒီနေရာမှာလူညက်ကိုကြည့်မယ်ဆိုရင်ခြေစွမ်းပြနေတယ်။ဒါအပြင်ခူစာနက်ကိုကြည့်မယ်ဆိုရင်ပြန်လာအောင်မယ်။နောက်တန်းမှာဆိုအဘက်နေရာမှာဆိုရင်စီဒီကိုကြည့်မယ်ဆိုရင်အမဲဆိုရင်လူကဖြစ်နေအမဲဆိုရင်မလိုအပ်တော့ဘူး။ဒီနေရာမှာနှစ်ယောက်လုံးလူနက်ခူစာနက်နှစ်ယောက်လုံးကိုကြည့်မယ်ဆိုရင်အမဲဆိုရင်တကယ်မှခြေစွမ်းပြနေတာတွေ့ရတယ်။ဒီနေရာမှာဆိုလူနဲ့ကိုကြည့်မယ်ဆိုရင်မင်းညပုံမှာဆိုရင်တကယ်မှချီချူကိုရာကတော့အဲထိုက်တန်တယ်ချီချူဝင်မယ်ဆိုရင်လိုအပ်တယ်ဒါအပြင်တစ်ခါနေကိုအဝန်လီကိုကြည့်မယ်ဆိုရင်အမဲဆိုရင်သူကချီချူပူရာက လိုအပ်တဲ့ OIG ကိုကြည့်မယ်ဆိုရင်သူကမင်းညားကဝက်စင်ပါဆိုရင်တကယ်ကိုဆလတ်ကိုလှုပ်လုံးဝလှုပ်မရအောင်ထိန်းခဲ့တိုင်းထိန်းနိုင်ခဲ့တာတွေ့ရတဲ့ OIG ကိုကြည့်မယ်ဆိုရင်မင်းညားပေါ်မှာဆိုရင်တကယ်ကိုသူကခြေစွမ်းပြပြီးတော့ကစားခဲ့တယ် OIG ကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီယာစီမှာဆိုရင်ဖက်ကလူနဲ့လို့ပဲကွန်ပျူတာကရောက်မယ်ဆိုရင်သူကခုနှစ်ကနေပြီးတော့နောက်တက်ကရောက်ဆိုပြောင်းပြီးတော့ထားတယ်။ OIG ကိုကြည့်မယ်ဆိုရင်လက်ပတ်နေရာမှာဆိုရင်သူကတကယ်ကိုမြတ်မဆိုရင်အသားကျပြီးတော့ခြေသွမ်းပြနေတာတွေ့ရတယ် ဒီနေရာမှာဆိုရင်တွန်းပါတဲ့တွန်းပါတဲ့ဒီယာဒီပွဲစဉ်မှာဆိုရင်စတီရမ်ဆိုအစတွန်ဂလာကိုရှုံးခဲ့တယ်အဲဘက်မှာဆိုရင်အဝါနီကိုကြည့်မယ်ဆိုရင်တွန်းပါခဲ့ဖို့အဝါနီကိုကြည့်မယ်ဆိုရင်မက်ဆီရဲ့နောက်တဲ့မှာဆိုရင်တကယ်မှအရှိပါပလေယာတယောက်အဖြစ်နေပြီမင်းညပေါ်မှာဆိုရင်တစ်ခါကကျွန်တော်ဒီဆလတ်ကိုလုံးဝကျွန်တော်လှုပ်မြအောင်ထိနိုင်ခဲ့တယ်ဒါပေမဲ့ထိနိုင်ခဲ့တယ်ဒါဟာပြင်သူကတကောဖန်တိမှုလေပြုတ်လုပ်နိုင်ခဲ့တာတွေ့ရတယ်အဝါနီကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီကက်ဆယ်ဘန်ကစားပုံကကြည့်မယ်ဆိုရင်တကယ်မှ ြောเสียမှရှိမဆွေတိတိငင်းနဲ့ကစားတဲ့ဒါပေမဲ့တက်စစ်မှာဆိုတော့ကျွန်တော်တို့ဒီ overlap under lap တွေမဆွေပြီးတဲ့နေရာမှာဆိုတကယ်မှ तू ကကောင်းတာတွေ့ရတဲ့ဒီနေရာမှာ overlap ကိုကြည့်မဲ့ဆိုရင် city မှာဆိုတကယ်မှကျွန်တော်တို့ရေးပါ player တယောက်ဖြစ်နေပြီဒီနေရာမှာ city ကမှဆိုရင်တစ်ဖက်က net overlap သူတို့ကြည့်မဲ့ဆိုရင်လုံးဝကျွန်တော်ချီးကျူးပြရာကတော့မမိမိမထားသင့်ဘူးနေရာလုံးကိုကြည့်မဲ့ဆိုရင်အမဲဆိုရင်သူတို့ရဲ့နေရာဟုတ်တယ်သူတို့ရဲ့နေရာစစ်မှုတဲ့နေရာမှာဆိုကစားပဲဆိုရင်မလဲနေရာလုံးကိုကြည့်မဲ့ဆိုရင်လုံးဝကျွန်တော်တချစ်စွမ်းပြနေတာတွေ့ရတယ် မန်စီးတီးကကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီအာဒီမန်စီးပြောင်းရွှေ့မှာဆိုရင်တစ်ဖက်ကအာဟိုဟာအနော်ယူရမယ်ဆိုရင်ခေါ်လိုက်တယ်အနော်ယူကြည့်မယ်ဆိုရင်ဥပမာဆိုရင်တော့အများကြီးမျောလင်းခဲ့တယ်ဒါပေမဲ့အနော်ယူကြည့်မယ်ဆိုရင်သူကဒန်ရရှိတယ်ဒါအပြင်သူရဲ့ကျွန်တော်ရှေ့ဆုံးအဖြစ်ကြည့်မယ်ဆိုရင်ဒါကြီးအဆင်သင့်အဖြစ်သေးဘူးဒီတိုင်း online ကိုကြည့်မယ်ဆိုရင်သူကအဲ့ဒါကိုအသုံးချပြီးတော့လည်းအချိန်မှာဆိုရင်စီးတီးကကျွန်တော်ဒီ first line player တယောက်ဖြစ်နေပြီအနော်ယူကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်သူကကျွန်တော် first line ရချင်တယ်ဆိုရင်ပို့ပြီးကောင်းမှရတော့မယ် ီနေရာမှာ OI လေးကိုကြည့်မယ်ဆိုရင် Man City မှာဆိုရင်တကယ်ကိုနောက်တန်းနောက်တန်းမှာရောဘက်ကတက်စစ်မှာတကယ်မှာချိုးဆန်းပြနေတာတွေ့ရတယ်။ Man City ကိုကြည့်မယ်ဆိုရင်ဘက်ကကျွန်တော်တို့ဒီအာမတူရတူနဲ့ပြီးတော့ OI လေးသူတို့နှစ်ကိုကြည့်မယ်ဆိုရင် Pobby Gomez တွင်ချီချူးမှုတွေပြုလုပ်ဖို့ရကလိုအပ်နေပြီ။နှစ်ရလုံးကိုကြည့်မယ်ဆိုရင်တကယ်ကျွန်တော်တရားတီမှာဆိုရင် Man City အတွက်အရေးပါ player ကြီးဖြစ်နေပြီ။ဆိုတော့အာဒီကစားနှစ်ကိုကြည့်မယ်ဆိုရင် Man City ချိုးဆန်းဆက်ပြီးထိန်းသိမ်းဖို့ရကတော့လိုအပ်တယ်ဆိုတော့အားလုံးအားလုံးပဲတလောက်ပဲနောက်ပြီးမှပြတွေ့မယ်